ရခိုင်ပြည်ကြောက်တော်မြို့နယ်တရက်တပင်ရွာမှာရှိတဲ့ကိုပိုင်အထက်တန်းကြောင်းတိုက်ခိုက်ခံရမှုဟာအကြမ်းဖက်မှုဖြစ်တယ်လို့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ကထုတ်ပြန်ပါတယ်အခုတိုက်ခိုက်မှုကအကြမ်းဖက်မှု ပုံစံဖြစ်ပြီးပြည်သူတွေကိုခက်ခဲမှုတွေဆင်းရဲဒုက္ခတွေပိုပြီးတော့ဖြစ်စေတယ်လို့စက်တင်ဘာလ12ရက်နေ့မှာထုတ်ပြန်ပါတယ်။ကျောင်းဆောင်တိုက်ခိုက်ခံရမှုကြောင့်ကလေးတွေတည်ဆုံဒဏ်ရာရရှိသွားတဲ့အပေါ်လွန်စွာစိုးရိမ်ပူပန်တယ်လို့လည်း UNICEF ကဆိုပါတယ်။ တရက်တပင်ရွာကကိုပိုင်ကျောင်းလီကျောင်းဘုံကျဲတိုက်ခိုက်ခံရမှုထဲတည်ဆုံးသူတွေကထပ်တိုးလာနေပါတယ်။တည်ဆုံးသူကလည်း20ကျော်သွားပြီဖြစ်ပါတယ်။တည်ဆုံးသွားတဲ့သူတွေနဲ့ဒဏ်ရာရတဲ့သူတွေထဲမှာရော အသက်မပြည့်သေးတဲ့ကလေးက25ယောက်ရှိတယ်လို့အရခတ်သက်တော်အေးအေးကထုတ်ပြန်ပါတယ်။ ရခိုင်မှာပဏိပခရီပိုပြီးပြင်းထန်လာနေပြီးတော့ကလေးတွေကိုအကာအကွယ်ပေးနိုင်မဲ့နေရာတွေဖြစ်တဲ့အိမ်တွေကျောင်းတွေကပါလုံခြုံမှုမရှိတော့ဘူးလို့ဆိုပါတယ်အရကတ်တော်အေအေကလည်းနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့စစ်ကော်မရှင်တက်ရဲ့ကျူးလွန်နေတဲ့စစ်ရဲစခုမှုတွေနဲ့လူသားမျိုးနွယ်အပေါ်ပြည်မှုကျူးလွန်နေတာတွေကိုလက်ပိုက်ကြည့်မနေဘဲထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့လိုအပ်တယ်လို့ပြောဆိုထားပါတယ်